မင်္ဂလာပါရှင်။ဘာမခက်တဲ့တဲ့ရင်ဌာနမှာကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးနောက်ဆုံးရသတင်းများကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းအနေနဲ့ပကံညာဦးလန်းတွင် AC ကားဖြင့်လာတဲ့ဖြူစော်တီနှစ်ဦးကိုအရှင်ဖမ်းဆီးနိုင်ခဲ့တော့လေခုခံထွက်ပြေးပြစ်ခတ်ဖမ်းဆီးရမှာနှစ်ဦးစလုံးတည်ဆုံဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ မန္တလေးတိုင်းပကံညောင်လမ်းမိုင်းနဲ့ AC ကားဖြင့်လာသည့်ပြူစောတိနှုတ်ကို PDF တပ်ဖွဲ့ကအရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ခုခံထွက်ပြေး၍ပြက်ခတ်ပန်းစီယာနှုတ်စလုံးတည်ဆုံခဲ့ကြောင်းပကံဘူချို PDF နေမြေတောင်းခံရဲဘော်ရက်ခါကရန်ကုန်ခေတ်မီဒီယာတို့ပြောဆိုသည် မတ်လ23ရက်နေ့နေ့နဲ့10နာရီခန့်အချိန်တန်းပင်ရွာတွင်နေထိုင်သောဖြူစော်တီဇော်မြင့်နှင့်စူပုတ်ကုန်းရွာတွင်နေထိုင်သောဖြူစော်တီအောင်စိုးဝင်းတို့ကိုပကံညာအလန်းပိုင်းတနေရာတွင်ပကံဘူချို PDF နှင့်မဟာမိတ်တပ်များကရှောင်းနှခင်ဖမ်းဆီးစစ်ဆေးစဉ်တပ်တေကန်ဆိုင်ရွက်စာရမ်းများနှင့်အတူဖမ်းဆီးရရှိခဲ့ကြောင်းသိရသည်။ ဖန်စီရမီသည့်ပီဆိုဒီဇော်မြင့်နှင့်ပီဆိုဒီအောင်စဝင်းကိုစစေးမေးမြန်းရာချော်မျိုးလေးနှင့်အတူကပါစ27မှာချီ9000ကိုပခုတ်ကူမျိုးတမတရားတေသူပို့ဆောင်ပေးခဲ့ကြောင်းဝန်ခံထွက်ဆိုခဲ့ဟုပကံဘူချို PDF နှင့်မြေတောင်ငန်ရဲဘော်ရခါပြောဆိုသည်ထို့သောစစ်စေးမေးမြန်းပေးနောက်၎င်းပြူစော်ဒီနိုကိုဖန်စီခေါ်ဆောင်သွားရင်ပြေလို့စဉ်တော်လန်ရဲဘော်များကိုပြန်လေခုခံရန်ထွက်ပြေးသွားသောကြောင့်ပြစ်ခတ်ဖန်စီစဉ်တည်ဆုံသွားခဲ့ကြောင်းသိရှိရသည် ဖန်ဆင်းရမိတဲ့ပြူစော်ဒီနှုတ်ကကပ္ပစ23ကဂျင်း9000ကိုတမ101ကိုပို့ဆောင်ခဲ့တယ်လို့ဝန်ခံခဲ့ပါတယ်။နောက်ပြီးတက်တေကန်ဆောင်ရွက်ဆောင်ရွက်နေလဲတင်ဆက်နိုင်ခဲ့တယ်။ကျွန်တော်တို့ဆက်လက်စစ်ဆေးတာတွေလှုပ်ဆောင်မှုဖန်ဆီးခေါ်ဆောင်လာစမှာခုခံထွက်ပြေးလို့ပြစ်ခတ်ဖန်ဆီးတာနှစ်ဦးလုံးပွဲချင်းပြီးတည်ဆုံသွားတယ်ဟုပကံပို့ချို PDF နေမြေတောင်းကန်ရဲဘော်ရက်ခါပြောဆိုသည်။ ပကံညာဝင်းနဲ့ချောင်းမြို့နယ်တွင်ရှိပြည်သူများအနေဖြင့်တော်လိုင်းတပ်ဖွဲ့များ၏ထုတ်ပြန်ချက်များကိုအလေးထားလိုက်နာပေးကြရန်ပကံဘိုချို PDF ကမြစ်တာရက်ခံထားသည်ဆလဘီဖာကန်နေစစ်တပ်ကစစ်ကြောင်း၃ခုဖြင့်စစ်ကြောင်းထိုးလာရင်တိုက်ပွဲများဖြစ်ပွားပြီးစစ်တပ်ကလေရင်ဖြင့်ဘုံကျဲဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ကချင်ပြည်နယ်ဖားကဲမြို့တွင်အစံဘက်စစ်တပ်ကစစ်ကြောင်း၃ခုဖြင့်စစ်ကြောင်းထိုးလာ၍တိုက်ပွဲများဖြစ်ပွားနေပြီးအစံဘက်စစ်တပ်ကလေရင်ဖြင့်ပုံကျဲနေကြောင်း KIA စစ်ရေးတရင်မြက်ကရှန်ကုန်ခေတ္တတရင်ဌာနတို့ပြောကြားသည်မက်စလာ၂၀နှစ်ရည်နှစ်ညပိုင်းဖာကန်ဘက်မှဆင်းလာတဲ့အကြံဖက်စစ်တပ်ကဖာကန်အစင်ကြောက်ဖြာရွာရှိ KIA နဲ့ PDF ဖိုးပေါင်းတပ်ဖွဲ့ကိကိုအလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ကခေကိုမီရှိုးခဲ့ကြောင်းလဝရွာကိုလည်း မတ်လ22ရက်နေ့တွင်တိုက်လေရင်နှင့်ဘုံနကကျဲကရွာထဲတွင်ဝင်ရောက်တပ်ဆွဲလိုက်ကြောင်းစည်ရေးတရင်ရင်မြတ်ထံမှသိရှိရသည်လလောဆယ်တော့လဝရွာမှာစစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေကတပ်ဆွဲထားတယ်။လဝရွာမှာပြည်သူတွေအကောလုံးနေပါဆဲရှောင်းနေရတယ်။စစ်ကောင်စီစစ်ကြောင်းဝင်လာတော့ဟုစစ်ရေးသတင်းရင်းမြစ်ကပြောကြားသည်။ထို့ပြင်ဖာကန်ဘတ်တပ်သည့်ကားလမ်းပိုင်းမှာအစံဘတ်စစ်ကောင်စီကစစ်ကြောင်းထတ်ထိုးလာ၍ KNY နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များနဲ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းစစ်ရေးသတင်းရင်းမြစ်ထံမှသိရှိရသည်။ ဖာကန်လန်ဘက်ကိုကြောင့်ဖာကန်လန်အစင်ဘက်ကနေစစ်ကြောင်းတစ်ခုထိုးလာတယ်။ဖာကန်မတ်တက်တယ်လန်ဒီကမိုင်းဘက်ကနေစစ်ကြောင်းတစ်ခုထိုးတယ်။ဒီလဝဘက်ကနေစစ်ကြောင်းတစ်ခုထိုးတယ်။ဖာကန်မှာစီးရေလှူရှာမှုရှိတယ်။လလောဆယ်တော့ဖာကန်လန်မှာတိုက်ပွဲ၃နေရာဖြစ်တယ်လို့စီးရေတရင်မြက်ကရန်ကုန်ခေတ်တရင်ဌာနထံသို့ပြောဆိုသည်။ အကြမ်းမဲ့စစ်တပ်ကကချင်ပြည်နယ်ပမော်မျိုးဘက်တွင်တိုက်ဝဲဖြစ်ပွားမှုများပြင်းထန်တွင်ပမော်ဘက်သို့စစ်ကူမပေါ်နိုင်ခြင်းတွင်ဖာကန်ဘက်တွင်စစ်ရေးလှုပ်ရှားမှုများလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းစစ်ရေးသတင်းရင်းမြစ်ကသုံးသပ်ထားသည်။ဆလဗင်ဒီပင်းရင်းမျိုးပေါ်တွင်စစ်ရဟယင်းဖြင့်လာချပေးသောရိတ်ခါများကိုထွက်ယူသည့်စစ်သားများကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှ၂ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ စကိုင်းတိုင်းဒီပင်မျိုးပေါ်တွင်စည်ရဟရင်ဖြင့်လာချပေးသောရိတ်ခါများကိုစကောင်းစီတပ်သားများကထွက်ယူစဉ်တော်လန်ရင်တပ်များကဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ဗမာနှုတ်သိဆုံးခဲ့ကြောင်းရေဦးမြို့နယ်ပြည်သူ့ကောင်ရီအဖွဲ့တောင်းခံကရှန်ကုန်ခေတ်တည်ရင်ဌာနတန်သူပြောဆိုသည်မတ်လ23ရက်နေ့မိုးလေ2နာရီခန့်ချိန်ဒီပင်းမြို့ပေါ်ရှိအကျန်းဖက်စစ်ကောင်စီတပ်သားများတပ်ဆွဲထားသောနေရာကို MI-17 ရဟတ်ယာဉ်ဖြင့်ရိတ်ခါကြုံများကျေချပေးခဲ့ကြောင်း အဆိုပါရိတ်ခါများကိုထွက်ယူသည့်အချမ်းဘက်စစ်ကောင်စီတပ်သား20ခန်းကိုတော်လှန်ရေးတပ်ဖွဲ့များကဝန်ရောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ရှင်းတိုက်ခိုက်မှုတွင်အချမ်းဘက်စစ်ကောင်စီတပ်သားတို့သေဆုံးပြီးတော်လှန်ရေးပေါ်များအခြေခံရှိပြင်လဲစုပ်ကွာနိုင်ခဲ့ကြောင်းသိရှိရသည်။ စစ်စင်ရေးတိုက်ခိုက်မှုကစစ်ခွေးနှစ်ကောင်တည်တယ်လို့သိရပါတယ်။အင်အားမများလို့ရဲဘော်တွေနောက်ပြန်ဆုတ်ခဲ့ရတာပါ။လက်နက်ငယ်နဲ့အနီးကပ်တိုက်ခိုက်ခဲ့တာပါ။ရိုက်ခါတို့ချတဲ့နေရအနီးကနေခြုံကိုတိုက်ခိုက်ခဲ့တာပါ။တိုက်ဝဲကြသည်15မိနစ်ခန့်ကြာပါတယ်။နောက်ပိုင်းသူတို့ဘက်ကအကူရောက်လာလို့ရဲဘော်တွေပြန်ဆုတ်ခဲ့ကြတာပါဟုရေဦးမြို့နယ်ပြည်သူ့ကော်ရီးအဖွဲ့တောင်းခံကပြောဆိုသည်။အစောပိုင်းတိုက်ခိုက်မှုကိုရှေးဦးမြို့နယ်ပြည်သူ့ကောင်ရဲအဖွဲ့နဲ့ဒီပင်းရင်မြို့နယ်ပြည်သူ့ကောင်ရဲအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ဒေါက်တာများစိုးအောင်နဲ့စနေဖြစ်သူဒေါခိုင်နှင်းဝင်းတို့အားစီရီယံအာဇာနည်သူရဲကောင်ဖြစ်အသီးမှတ်ပြုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းကံကောမြို့နယ်နှံခါကြည်ရွာစေပန်၌စေကုသားစဉ်မတ်လ20ရက်နေ့နေ့နဲ့ပိုင်းကလေကြောင်းပုံကျဲခံရမှုအတွင်တည်ဆုံသွားခဲ့သောဒေါက်တာများစိုးအောင်နှင့်စနေဖြစ်သူဒေါက်ခိုင်နေဝေတို့အောင်စီရီယံအာဇာနည်သူရဲကောင်ဖြစ်အတိမတ်ပြုသည်ဟုအန်ယူဂျီကျမိုက်ဝင်းကြီးဌာနကဝန်내ချောင်းသူဝင်လာထုတ်ပြန်ထားသည် ထောက်တာများစိုးအောင်နဲ့ဇနီးဖြစ်သူဒေါ်ခိုင်နေဝင်တို့သည်2021ခုနှစ်ဆန်အာနာမသိငင်ကစကိုင်းတိုင်းကလေးမြို့နယ်တင်းသားတိုက်နယ်စီယုံနှင့်တိုက်နယ်ဆီယောင်ဝန်နှင့်အထက်တန်းသူနာပြုများဖြစ်တောင်းထန်းဆောင်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းအကြမ်းမဖက်အာဏာဖီဆိုင်ရေးလှုပ်ရှားမှုပြုလုပ်ကမကွေတိုင်းနှင့်စကိုင်းတိုင်းအတွင်းရှိဒေသများအတွင်းလိုင်းလံစေကူတာမှုပေးနေသူဖြစ်သည်။နှံကားကြည့်ရပုံစဲတိုက်ခိုက်မှုကြောင့်တောက်တာများစွာအသက်40နှစ်လီလာသားရဲ့ကိုဝင်လေထားသည့်ဇနီးဖြစ်သူအထက်တန်းသူနာပြတော်ခိုင်နေဝင်အသက်39နှစ်၊တာဖြစ်သူအသက်9နှစ်အပဝင်လူနာလူနာဆောင်နှင့်ပြည်သူရှေးကိုစုစုပေါင်း17ဦးသေဆုံးခဲ့ပြီး6ဦးတရားရရှိခဲ့သည်။ ကျောက်သားများစုအောင်သည့်စေကန်းလာလူနာများအားစေကုသောမှုဆောင်ရွက်နေစဉ်ဂျမ်ဘတ်စစ်ကောင်စီသည်တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲစေကန်းအားလေးချောင်းဖြင့်ရွေကျက်ရှိရှိလူမဆန်စွာပုံကျဲတိုက်ခိုက်ခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကျန်းမာရေးဝန်ကြီးဌာနသည်စာဆောင်သွားသောကျန်းမာရေးဝန်ထမ်းများအားစီဒီအန်အာဇာနည်သူရဲကောင်းများအဖြစ်အတိအမှတ်ပြုအပ်ပြီးတည်ဆုံခဲ့သည့်ကျန်းမာရေးဝန်ထမ်းများလူနာများပြည်သူများ၏မိသားစုများနှင့်ထပ်တူခြေကွဲဝန်းနေရပါသည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည် ဆက်လက်ပြီးတစ်ဆယ်နေကပြူစကန်သုံးခုကိုတော်လိုင်းဖွဲ့ရီတိမ့်ပိုက်ဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းတစ်စည်းရှိပြူစောတီစကန်တွေကိုတော်လိုင်းအင်အားစုတွေကအခုရပိုင်းမှာအလုံးစုံတိမ့်မိုက်ထားပြီဖြစ်တယ်လို့သတင်းရင်းမြစ်ချိုးကပြောပါရယ်တော်လိုင်းအင်အားစုတွေအနေနဲ့မတ်လဒုတိယပတ်လောက်ကစပြီးတစ်စည်းနေရေးရှိပြူစောတီစကန်တွေကိုထုံးစစ်ဆင်တိုက်ခိုင်းနေကြတာဖြစ်ပြီးအခုရပိုင်းမှာပြူစောတီစကန်၃ခုကိုတိမ့်ပိုက်ထားနိုင်ခဲ့တယ်လို့ဆိုပါရယ် တော်လင်းအင်အားစုတွေဟာမက်လဒုတိယဘက်ထဲမှာဒဇင်နဲ့အနောက်ဘက်ရှိဝရငေရွာပြူစောတီစကန်ကိုတင်ပိုင်နိုင်ခဲ့ပြီးမက်လ22ရက်မှာဝရငေရွာနဲ့မိုင်ဝက်ခန့်အကွာရှိရွာသိပ်ရွာပြူစကန်ကိုတင်ပိုင်နိုင်ခဲ့တယ်လို့ဆိုပါရယ်။ အရင်နောက်ဇက်တိုက်ဆိုသလိုမတ်လ23ရက်မှာတစဲနဲ့အရှိချန်ကမ့်ဘလိုနယ်ဇက်က2000ကျရွာပြူစကန်ကိုတိမ့်ပိုက်နိုင်ခဲ့တယ်လို့သတင်းရင်းမြစ်တူကပြောပါရယ်။ဝရငယ်ရွာစကန်ကိုတော်လန်ရဲ့ဖွဲ့တွေကတိမ့်ပိုက်ခဲ့ရမှာပြူစော်ဒီတုံမှန်ခုနှစ်ဦးကိုအရှင်ဖန်းစီရရှိခဲ့တယ်လို့2000ကျရွာပြူစကန်တိမ့်နိုင်ခဲ့ချိန်မှာလည်းပြူစော်ဒီ40ကျော်ကိုအရှင်ဖန်းမိထားတယ်လို့သတင်းရင်းမြစ်ကဆိုပါရယ်။ ပြူရွာတဲကဖမ်းခဲ့တဲ့ပြူရီဟာ43ရောင်းသေးတာကတော့ရေတွက်နိုင်ဟန်မတူပါဘူး၄960လောက်တော့တိမဲနဲ့တူတယ်ဂျွန်းလည်းပဲစစ်ကြောင်းနဲ့လာတဲ့ဟာကဖြတ်ကျော်ရေးလုံနေတာနဲ့လင်းရင်နှစ်စင်းနဲ့နှစ်ချိန်လာပြည့်သေးတယ်ကလေးရီကတော့ပေးခင်းမာရီလို့တရင်ရင်မြတူကပြောပါတယ် တဆယ်နဲ့ကမ်ဘလိုအဆန်မူမြက်ကံပင်နှောင်းချရွာပြူစောဒီစကန်ကိုတော်လိုင်းအင်အားစုတွေကမက်ရှလ23ရက်မနစ်ကမနက်၄နာရီကညပိုင်းအထိတနေကုန်ထိုးစစ်စင်တိုက်ခိုက်ခဲ့လို့နှစ်ဖက်တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီးဆဲအစုကလေကြောင်းပစ်ကိုပြင်းနှောင်းချရွာနဲ့တမိုင်ခန့်အကောဂျုံးလေရွာပြူစောဒီစကန်ကနေမြေပြင်စစ်ကူတွေလာရောက်ခဲ့တယ်လို့ဆိုပါတယ်။ဝရငယ်ရွာနဲ့ရွာသိရွာစကန်တွေကိုတိုက်ခိုက်သိမ်းပိုင်းဆင်မှလည်းဆဲအစုကလေကြောင်းပြင်းဒရုန်းတွေပါတိုက်ခိုက်ခဲ့သေးတယ်လို့ဆိုပါတယ်။ နှောင်းကြရပြူစောဒီစကန်ကိုတော်လိုင်းရင်တက်ဖွဲ့တွေက2023ခုနှစ်ဧပြီလအတွင်းမှာတချိန်အပြီးသိမ့်ပိုင်နိုင်ခဲ့ပြီးလက်နက်ခဲယမ်းတွေသိမ့်ပိုက်ရရှိခဲ့ပေမယ့်စစ်အုပ်စုနဲ့ပြူစောတီရီကနောက်ပိုင်းမှာပြန်လည်အထိုင်းချတက်ဆွဲလာခဲ့တယ်လို့ဆိုပါတယ် ။တစ်စင်းနဲ့အတွဲမှာဆိုရင်ပြူစော်ဒီစကန်အနေနဲ့မြို့ရဲ့မြောက်ဘက်ကျန်းရှိဆင်ငယ်ရွာလောက်သာစကန်ကြီးကြီးကြီးမားမားကျန်းရှိတော်တယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့မက်လ၁၈ရက်မှာဒဇယ်နဲ့အနောက်ချမ်းရှိရွာသိရွာတိုင်းစကန်ကိုတော်လိုင်းတပ်ဖွဲ့တွေကထုတ်စစ်စင်တိုက်ခိုက်နေစဉ်စစ်အုပ်စုက လီကြောင်ဖုံးချေချတိုက်ခိုက်ခဲ့လို့တော်လိုင်းရဲဘော်တို့ကြာဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ တစဲနေထဲမှာရှိတဲ့စေအုပ်စုနဲ့ပြူစော်တီပူပေါင်းအဖွဲ့အထိုင်စခန်း၃ခုကိုတော်လိုင်းအဖွဲ့တွေကမက်လပထမပတ်လောက်ကစပြီးစီးနင်းတိုက်ခိုက်လို့နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီးအကြအဆုံးတွေလည်းရှိခဲ့တယ်လို့တော်လိုင်းအင်အားစုတွေကဆိုပါတယ်။